ောကထဲမှာအသက်ရှင်တဲ့အခါမှာခရစ်ယာန်ဖြစ်ပြီးတော့ဘာလို့ဒုက္ခကြုံတာလဲခရစ်ယာန်ဖြစ်ပြီးတော့ဘာလို့အခက်အခဲတွေကြုံတာလဲအဲ့ဒီအထဲထဲမှာကျမတို့တို့ကြီးမားတဲ့အကျဉ်းစီရှိတယ်ဟာလေလုယာကဲဒါကြောင့်မလို့ကျမတို့နားလည်ရမယ့်အရာတခုကဖယားခင်ကျမတို့အတွက်ကြံစီတဲ့အရာတွေအားလုံးကောင်းနေဆိုတဲ့အရာကိုကျမတို့သိရမယ်အဲ့ဒီအရာကိုစင်ကြင်ဖို့လဲလို့တယ်ဘာကြောင့်လဲစင်ကြင်ခြင်းမရှိရင်အထဲထဲမှာ passion မရှိတော့ပြန်ပြောမယ် ျွန်တော်တို့အထဲထဲမှာဘုရားခင်ကကျွန်တော်တို့အတွက်အကောင်းဆုံးပြင်ဆင်ထားတယ်ဆိုတဲ့အရာတွေကိုကျွန်တော်တို့ဘာလို့မလဲသိယုံနဲ့မလုံလောက်ဘူးစင်ကြင်ရမယ်အောင်းမေးရမယ်တွေးခေါ်ရမယ်ဒါမှသာလေကျွန်တော်တို့ရဲ့အတ္တတဲမှာအနေအမြင့်တက်ကြတဲ့လာပြီးဆိုရင်ဘုရားခင်ဂတိတော်ရှိတယ်ငါအတွက်အကျိုးကိုပြင်ဆင်နေဆိုတဲ့အရာကိုကျွန်တော်တို့ကသိပြီးတော့အမြဲတမ်းဘုရားနောက်ကိုစိတ်အားတက်ကြွခြင်းနဲ့တောက်လောင်ခြင်းနဲ့အရှိအဟုန်နဲ့လိုက်နိုင်မှာဖြစ်တယ်တချို့ချို့သောသူတွေဘုရားနောက်ကိုလိုက်ရင်လည်းဘာကြောင့်အရှိအဟုန်တွေရက်သွားကြတယ် ဖယားသခင်ကျမတို့အတွက်အကျိုးပြင်ဆင်ထားတယ်ဆိုတဲ့အရာကိုသိယုံနဲ့မလုံလောက်ဘူးစင်ကြင်အောင်းမေးဖို့ရန်အတွက်ဖြစ်ပါတယ်။ဒါမှသာလေကျမတို့တစင်ပြီးတစင်ကျမတို့တိုးတက်နိုင်မှာဖြစ်တယ်။ဒါကြောင့်ဖယားကပြောလို့ဆိုတော့ငါရဲ့အကျင့်စီကမင်းတို့ရဲ့အကျင့်စီနဲ့မတူဘူးတဲ့။မှန်တော့ဗော။ဖယားသခင်ရဲ့စဉ်းစားတဲ့ပုံစံဖယားသခင်ရဲ့တွေးခေါ်တဲ့ပုံစံဖယားသခင်ရဲ့ပြင်ဆင်ထားတဲ့နီးလန်းတွေအလုံးကသင်ပြင်ဆင်နိုင်တာထက်တာလွန်သောနီးလန်းတွေဖြစ်ပါတယ်။ဒါကြောင့်အကောင်းဆုံးကပါလဲဆိုတော့ဖယားသခင်ရဲ့သဘောတူဖို့ဖြစ်တယ်။ အာမင်ဒါကြောင့်တည့်ရအသက်တာထဲမှာမရသေးတဲ့အရာတွေအားလုံးဟာဖရာသခင်ရဲ့သဘောတူဖို့အတွက်လိုအပ်နေတာဖြစ်ပါတယ်ဒါကြောင့်ဒါလေးကိုသတိရစေချင်တယ်ဖရာသခင်ငါ့ကိုမမြင်ဘူးလားလို့ဖရာသခင်ငါ့ကိုဒီတိုင်းပဲပြစ်ထားပြီလားလို့ဖရာသခင်ငါ့ရဲ့အသက်တာအတွက်ကောင်းချိုးတွေအားလုံးမပြင်ဆင်တော့ဘူးလားလို့မင်းဖရာဘာပြောနေလဲငါမင်းအတွက်ပြင်ဆင်ထားတာငါသီးတယ်မျောလင့်ထားတဲ့အရာတွေရလာဖွင့်အတွက်ဘုရားသခင်ပြင်ဆင်ပါပါကျမတို့ကိုစိတ်ပြည့်စေမယ့်ဘုရားမဟုတ် မျောလင့်ထားတဲ့အချိုးကိုရောက်ဖို့ ਨੇ ဘုရားသခင်ကပြင်ဆင်มาဖြစ်တယ်တခုပဲကိုမျောလင့်ထားတဲ့အရာကိုဆုတောင်းထားတဲ့အရာကဘုရားသခင်ပြင်ဆင်ပေးလာတဲ့ပုံစံနဲ့မတူတဲ့အခါမှာဒါဘုရားသခင်စီမှာဟုတ်ရဲ့လားလို့တန်တရားမရှိဘူးတော့လို့တယ်ဒီနေ့ညီကိုမောင်မတို့တင့်ရဲ့တတတာတွေမှာဘုရားခင်တင့်ကိုစိန်ခေါ်တဲ့အရာတွေရှိလိမ့်မယ်လူငယ်တွေဆိုပညာရေးနဲ့ဆိုင်တဲ့အရာလားဝိညာဉ်ကြီးရနဲ့ဆိုင်တဲ့အရာလားတည့်ရဲ့မိသားစုကိုပြန်လဲတာသနာပြုဖို့နဲ့ဆိုင်တဲ့အရာလား ဒါမှမဟုတ်တင့်ကိုဘုရားသခင်ကနောက်ထပ်နယ်ပယ်တစ်ခုကိုခြေလှမ်းလှမ်းစေချင်တာလားတစုံတစ်ခုပြစ်နိုင်တယ်ဆဲမှာပါဝင်နေရင်ဆဲလီတာဖြစ်ဘုရားသခင်တလှမ်းစေချင်တာလားအပြင်မှာအလုံးလုံးနေရင်အချိန်ပြည့်အမှုတော်ဆောင်ပြည့်တင့်ကိုဘုရားသခင်ခေါ်ချင်တာလားနေဘုရားသခင်တင့်ကိုစကားပြောနေတင်ကောင်းကောင်းသိတယ်တဲ့ရတတာတဲမှာမျောလင့်ထားတဲ့အရာကလည်းအဲ့ဒါပဲဖြစ်လိမ့်မယ်သို့တော့ဘုရားသခင်ပြင်ဆင်လို့လမ်းဖွင့်လာတဲ့အခါမှာဒါပါလေဒါပါလေဆိုရင်မေကုံမမေ့ဘူးအတွက်အရေးကြီးတယ်ကျမတို့ ကြံစီထားတဲ့အကြံစီတဲ့တာ၍ကောင်းသောအကြံစီကိုကြံစီနေတယ်ဆိုတဲ့အရာကိုဒီနေ့စိတ်ချပါ။ဒါကြောင့်ကျမတို့ဆုံးရှုံးတော့မယ်လို့ထင်တဲ့အရာတွေအားလုံးကအမှန်တကယ်တော့ကျမတို့ကိုခိုင်ခန့်စေတဲ့အရာ၊ကျမတို့ကိုကြီးထွားစေတဲ့အရာတွေဖြစ်ကြတယ်အာမင်။ဒါညီကိုမမတို့ဖခင်ကိုဘယ်တော့မှအထင်မလွဲပါနဲ့။အရှင်လေးတပုတ်ရှိရကိုတော့ဘယ်တော့မှကိုတော့ဘယ်တော့မှအမှားဘူး